ဟိုဒါတော့ကော်မလေးအမြင်လည်းပြောလို့ရတယ်ပြောလို့ရှိရင်တခုခုဒါဟဲ့လို أهلاً وسهلاً welcome back to my channel အားလုံးပဲမင်္ဂလာပါခင်ဗျာ Learning with OP channel ကနေပြန်ပြန်လဲကြိုဆိုလိုက်ပါဆိုတော့ကျွန်တော်တို့တွေဒီနေ့ဘာတွေလေ့လာကြမလဲဆိုတော့ Arabic စကားလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုလုံးသင်ပြသားမှာဖြစ်ပါတယ် Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ hot ပူသေးဘောเนาะအရင်ပူတယ် ကျွန်တော်ဇလိုက်ဒီမှာချွေးရင်โอเคဆိုတော့じゃあ hot ကိုဘယ်လိုပြောမလဲဆိုရင်ကျွန်တော်တို့တွေ sahin လို့ပြောမလဲဆိုတော့ sahin hot ဟုတ်ပြီเนาะပြီးရှင်တော့ဒီမှာကျွန်တော် hard လို့လည်းပြောလိုက်ရအောင်เนาะ hard ဆိုလို့ရှိရင်ပူတာပေါ့เนาะโอเคနောက်တစ်ခုじゃあကျွန်တော် cold edo ဟုတ်ပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ buried ဘယ်လိုပြောမလဲဆိုတော့ buried နောက်တစ်ခုကျွန်တော်တို့တွေ new အစ်စ်ပေါ့เนาะတစ်ခုခုအစ်စ် new ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ jadid jadid လို့ပြောလို့ရပါတယ်နောက်တစ်ခုကြတော့ old old ဆိုတာကျွန်တော်တို့ found တော့ဗောနော်အဟောအဲဆိုရင်ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ qadim qadim ဆိုပြီးတော့ကျွန်တော်သုံးလို့ရပါတယ် okay နောက်တစ်ခု beautiful ဒါတော့ပုံမှန်လေးအမြင်လည်းပြောလို့ရတယ် relation တခုခုအဲလိုမျိုးလှတဲ့အရာတွေတွေ့လို့ရှိရင်လည်းပြောလို့ရအောင်နော်ဆိုတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ jamil ဂျမီးလို့အသုံးလို့ရပါတယ်နောက်တစ်ခုကျကျွန်တော်တို့ရုပ်ဆိုးသောရုပ်ဆိုးသောဆိုလို့ရှိရင်ဘယ်လိုပြောမလဲဆိုတော့ကဘီကဘီကဘီရုပ်ဆိုးသောအာဂလီပေါ့နော်โอเคကျွန်တော်တို့နောက်တစ်ခု help အကူအညီလိုရဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့မူဆာဒါမူဆာအဒါပြန်ပြောပြမယ်နော်အကူအညီ help ဆိုလို့ရှိရင်ကျွန်တော်တို့တွေ musaada လို့ပြောလို့ရပါတယ်။ Okay the last one maybe walk work ဆိုတာကကျွန်တော်အလုပ်ပေါ့နော်အလုပ်ဆိုလို့ရှိရင်ကျွန်တော်တွေဘယ်လိုပြောမလဲဆိုတော့ I struggle I struggle ဆိုပြီးတော့တုံးလို့ရပါ Okay ဒါလေးကကိုလုံးအတွက်အသုံးဝင်မှာလို့ကျွန်တော်မျှော်လင့်ပါတယ် Thank you guys see you next video